ဘုံတော်6ဆုံးတကိုးကုံနဲ့ပြည်စုံတော်မူတော်ဂေါရမမြတ်စွာဘုရားရှင်ဟာလေရာဇူပြည်အနီးဝေလူဝင်ကျောင်းတော်မှာတည်င်းသုံးနေစဉ်ပြိတ္တာဖြစ်နေတော်သေးသားကိုအကြောင်းပြုပြီးတော့ဟောကြားတော်မူပါတယ်တဲ့ရာဇူပြည်မှာဥ္စာဒနာပေါ်ကျယ်ဝါလာတဲ့မဟာဒနာတထေးကြီးဆိုတဲ့တထေးကြီးတဦးရှိတယ်ပေါ့နော်မဟာဒနာတထေးကြီးမှာအလွန်ချစ်မြတ်နိုးစရာကောင်းတဲ့တားကလေးတစ်ယောက်ရှိတယ်ပေါ့အဲ့ဒီတားလေးကတဦးဒီတော်တား ဒူရီတော့တားဆိုတော့တည့်အတိုင်းပဲမိဘတွေကအရန်ချစ်ကြတာပေါ့နော်တားငယ်လေးတိကျလိန်မာတဲ့အကျွေး9နှစ်10နှစ်နှစ်ပတ်ချာလေးကိုရောက်လာတဲ့အခါကျတော့တတိကတော်ကြီးကပြောတယ်ပေါ့နော်ကျုပ်တို့မားတယ်ဒီတားလေးတယောက်ပဲရှိတာဒီတားလေးကိုတနေ့အတက်ပြားတထောင်ပုံမှန်3ခိုင်းအောင်နောက်နှစ်တရာသုံးမယ်ဆိုရင်တောင်မားတယ်သူတို့မှာချမ်းသာတဲ့ပစ္စည်းဥစ္စာအတယ်ပြားတွေကကုံတွားနိုင်စရာအကြောင်းရှိပါဘူးတဲ့ ဆိုတော့သူ့အမေကသူ့သားကိုပညာမတင်စေချင်ဘူးပေါ့နော်ပညာမတင်စေချင်ဘူးပတ်စံမဲပေးမယ်သူ့သားလေးပြောပြောသလိုနေပါစေပညာတင်ရင်ပြင်းမှန်းတယ်ပေါ့ဒီစိတ်နဲ့သူ့အမေကပညာမတင်စေချင်ဘူးပေါ့သူ့သားလေးကိုပညာတက်လာလို့လည်းဘာမှမထူးပါဘူးတဲ့တထေးသားကတထေးသားပါပဲဒါကြောင့်ပညာလဲတင်ယူမနေနဲ့ဥစ္စာပစ္စည်းတွေကိုသားတော်အလိုရှိတိုင်းသာသုံးပါစေဆိုပြီးတော့တထေးရဲ့မိန်းမကပြောတယ်ပေါ့နော်ဒါကြောင့်အတတ်ပညာတင်ကြားခြင်းအလုပ်ကိုတဲ့ မလုတ်စေဘူးတို့မရပညာမတင်သေးဘူးပေါ့အရွယ်ရောက်လို့အိမ်အောင်ပြုတဲ့အခါမှာလဲရုပ်ရည်အစင်းယူပကာတာလှပပြီးတော့အတိပညာအတိပညာလည်းမရှိဘာသာတရားခေါင်းမထက်သရုတ်သမီးကိုယူခိုင်းခဲ့တယ်ပေါ့နော်တူအမေကတထေးသားလေးကအဲ့တဲ့သရုတ်သမီးနဲ့နေတိုင်းတောက်စားမှုယူပျော်မွေ့ပြီးတော့နေတာပေါ့ကုလိုတရားဆိုတာဘာမှန်းတောင်မှတူကမသိတော့ဘူးတဲ့အဲ့လောက်ထီတောင်မှဖြစ်သွားတယ်ပေါ့နော် ပေါ့စားမှုရဲ့အပျော်ကျူးတဲ့လူတွေဟာတဲ့ခြံရံပြီးတော့ငားပြအာယုံ ကာမဂုဏ်ထဲမှာတော့နစ်မြောအချိန်ကုန်နေပါလေတဲ့မောဟဖုံလွှမ်းတဲ့ပညာမျက်စိကလည်းကန်းတာပေါ့တဲ့အချိန်တန်လို့မိဘနှပါကွယ်လွန်တဲ့အချိန်မှာတထေးသားလေးကဒုက္ခရောက်ပါပြီမောဟဖုံလွှမ်းပညာမျက်စိကန်းတဲ့ခါကျတော့ချင်းချင်းတိုင်းထွာတတ်တဲ့ဉာဏ်ပညာကလည်းမရှိတော့ဘူးတဲ့ ျော်တော်ဆက်ကကြည်တဲ့ဇက်တပါတချင်းတွေလို့အလိုရှိတိုင်းပေးကမ်းနေပေါ့နော်ဒီလိုနဲ့တောက်စားမှုရဲ့လောင်ကစားဖက်တော်မကြာမီမှာပဲတဲ့ဆင်းရဲခြင်းကိုရောက်ပါတယ်တဲ့ဆင်းရဲတဲ့ခါကျတော့အကျွေးထူပါလေအကျွေးထူတော့မိဘတွေပိုင်ဆိုင်ထားတဲ့လေယာချမ်းမြေအိမ်တွေကိုရောင်းရတယ်ပေါ့ရောင်းရပြီးတော့ရောင်းတဲ့ဟာလည်းရောင်းပေါင်တဲ့ဟာလည်းပေါင်ပြီးတော့ကုန်ပြီပေါ့နောက်ဆုံးကြတဲ့ခါကျတော့သူပေါင်ထားတဲ့အရာတွေကဒီဘက်ခေတ်တိုင်းပဲစာချုပ်စာတမ်းတွေကတထေးသားရဲ့အိမ်ကိုအကျွေးရှင်တွေက လာသိမ်းညယူပေါ့နော်နောက်ဆုံးကြတဲ့ခါကျတော့အဲ့တထေးစားလေးကခွက်လက်ဆွဲပြီးတော့တောင်းစားရတဲ့ဘဝကိုရောက်သွားပါတယ်တဲ့နေတော့လေအချိန်မဲ့အနေမဲ့ဇရက်မှာနေရတယ်တနေ့မှာဇရက်ကိုတခိုးအဖွဲတဖွဲကရောက်လာတာပေါ့တခိုးအဖွဲတဖွဲကရောက်လာတဲ့ခါကျတော့အဖွဲကအဲ့သူ့ကိုတွေ့တော့မေးတာပေါ့နော်ဟေးအချင်းယောက်ကြားပေါ့တင်ကပြိုပြစ်နုနယ်ပြီးခွန်အားပလားလေပြည်စုံလေဘာလို့လက်ချေချိုးတဲ့တူလို့တောင်းစားနေရတာလဲပေါ့လာစမ်းပါဗျာကျုပ်တို့နဲ့ ခိုးပေါ်တိုက်ဖက်လှုပ်ဆန်းမှာကျိုးတို့နဲ့အတူဓမြတိုက်မယ်ပေါ့နော်တထေးသားကိုလူစိုးတွေကကမ်းလန်းပြီတဘာသူတွေရဲ့ဥစ္စာပစ္စည်းလူယူပြီးလွယ်လွယ်ကူကူချမ်းသာနိုင်ပါလေတဲ့ဟောဗျာရောင်ရင်တို့ပြောတာတော့မှန်ပါလေကျုပ်ကမခိုးတတ်ဘူးဗျာလေလွယ်ပါလေမိတ်ဆွေအားလေကျုပ်ပြပေးပါမယ်တဲ့ကျုပ်ပြောတဲ့အတိုင်းသာလိုက်နာဆောင်ရွက်စမ်းပါဒါဆိုရင်လည်းကောင်းပါပြီရောင်ရင်တို့ရာရောင်ရင်တို့နဲ့အတူကျုပ်ကလိုက်ခဲ့ပါမယ်ပေါ့ရော့ ်မိတ်ဆွေတည်းရဲ့တင်းမုတ်ကိုခိုင်းထားတကယ်လို့တယောက်ယောက်များလာခဲ့ရင်ခေါင်းကိုအသေးသာရိုက်တယ်ခိုးသူတို့လည်းချမ်းသာကြွယ်ဝတဲ့အင်ကြီးစီကိုသွားကြပြီးတော့အင်ချန်စီယိုအပေါဝါမှာတထေးသားကိုထားခဲ့ပါတယ်တဲ့ကျုပ်တို့အထဲဝင်ပြီးပစ္စည်းတွေခိုးထုတ်လာခဲ့မယ်ပြီးတော့မှခွဲဝေထုံဆွဲကြတာပေါ့အဲ့လိုပြောလိုက်တော့ဒါတထေးသားတစ်ဖြစ်လဲဆင်းရဲဒေါင်းသားလေးကကဲကောင်းပါပြီကျုပ်ဒီတင်းမုတ်ကြီးကိုခိုင်းပြီးတော့အိမ်ဝါမှာစောင့်နေလိုက်ပါမယ်ဆိုပြီးတော့စောင့်နေလိုက်တယ်ပေါ့နော် ရေတာလေးကလည်းစဉ္ညုံနုံတရားပညာဉာဏ်နဲတဲ့ခါကျတော့အကျိုးရှိတယ်မရှိတယ်ကိုမသိဘူးကောင်းလားကောင်းတာမှန်လည်းမသိဘူးမကောင်းတာမှန်လည်းမသိဘူးတခိုးတွေခိုင်းတဲ့အတိုင်းသူကတင်းမုတ်ကြီးကင်ပြီးတော့လူဆောက်နေပြီပေါ့နော်အဲ့အချိန်မှာအထဲဝင်သွားတဲ့ခိုးတူတို့ဟာအထဲလဲရောက်ရောအင်ရှင်နေနိုးလာတာနဲ့လက်လွတ်ထွက်ပြေးသွားကြရပါတယ်တဲ့အင်ရှင်ရဲ့အော်ရန်ကြောင့်အိမ်ဆောင်ချွေရန်အတိုင်းဝိုင်းများကထပြီးပြေးထွက်လိုက်ကြရအဲ့အချိန်မှာအင်ချန်ဘဝမှာငုံငိုင်ငိုင်နဲ့ဘာမှမညာမသိနဲ့ရက်နေတဲ့တထေးသားကိုမြင်ပြီးတော့တထေးသားအဟောင်း နောင်သားလေးကိုမြင်ပြီးတော့ဟဲ့တခိုးလေးတွေ့ပြီဆိုပြီးတော့ဝိုင်းထုလိုက်ကြတာပေါ့ဝိုင်းမှန်ပြီးတော့ဖန်စီချက်နဲ့ပြီးတော့ဘယံထံအပ်လိုက်ကြတာပေါ့အရှင်မင်းများတဲ့ဤတခိုးကိုတထေးကြီးအိမ်ချံပွားပွားမှာဖန်စီရခဲ့ပါတယ်ဒါဆိုဘယံကြီးကလည်းကောင်းပြီပေါ့တိုင်းပြည်ဝဲနောင်အခါခိုးမှုများမပေါ်ပေါက်စေရန်အာနာဘကွက်တားများလက်ဝကွက်အပ်ပြီးတော့ခေါင်းဖြတ်တက်စေအမယွန်းအာနာဘကွက်တားတွေကလည်းခိုးသူယောက်ျားကိုလက်ပြန်ဂျိုးတုပ်နားမှာ ခေါင်ရည်နီပန်းပန်ပြီးတော့မျက်နှာကိုမှုန့်နေလန်းကြံပြီးတော့မျိုးတော်အတွင်းမှာလဲ့လေစေကလမ်းဆုံရိုက်တန်းကျိန်လုံးဖြစ်ရိုက်ပါလေတဲ့လမ်းဆုံရိုက်တန်းကျိန်လုံးဖြစ်ရိုက်ပါလေအခိုးကိုလိုက်လံကြည့်ရှုတဲ့ပြိတက်ကြီးကလည်းတခဲနဲ့အုပ်အုပ်ကြက်ကြက်ကြည့်ကြတာပေါ့အဲ့ဒါလိုလဲ့လေလာရာတူလတ်တာမြည်တော့ပြိတန်စာမအင်စိကိုရောက်လာပါလေတဲ့တူလတ်တာကလည်းလေတာပြင်းတဲ့မောက်ကနေလမ်းကြည့်လိုက်တော့တခိုးကတတိသားပြစ်နေတာကိုတွေ့လိုက်ရပါတယ်။ပြစ်တဲ့ဆာမကတခိုးကိုတွေ့တော့သနာတော်တယ်ပေါ့ အချိန်ကရာဇယိုပြည်ကြီးမှာကြီးကျယ်ခမ်းနားလာတဲ့စီးစိမ်ချမ်းသာတွေနဲ့ခံစားချိန်ကငါလဲတူနဲ့တူပျော်ပါခဲ့ဘူးတဲ့အခုတော့တူတေရတော့မှာပါလားတူလတ်တာကလည်းအာနာပကွက်တားထံခွင့်ပန်ပြီးတော့မတေခင်တောက်ရည်နဲ့လေးခုတော့ကတွတ်မုံတို့ကိုစားစီရန်ပေးတူလိုက်ပါတယ်တဲ့အဲ့ဒီအချိန်အရှင်မဟာမောက်ကလန်ကိုတော်ကြီးကဒိဗာစကုညံတော်နဲ့ကြည်တော်မူလိုက်ပါတယ်အင်းဒီတထေတာဟာတောင်းမှုကုတို့လည်းဘာမှမလုပ်ခဲ့ဘူးမကောင်းမှုအကုတို့တွေကပြည့်နေခဲ့တယ်တေချာမလွဲ ီတထေးသားငရဲကြတော့မှာပဲပေါ့တထေးသားကလည်းကတွက်မုံနဲ့ရေကိုလက်ခံယူနေတဲ့အချိန်တထေးသားရှေ့မှာထင်စားစွာရှင်မောက်ကလန်ကြီးကရက်တော်မူလိုက်တာပေါ့တထေးသားကလည်းအရှင်မောက်ကလန်မထင်မြတ်ကြီးကိုမြင်စဉ်ခဏကြည်ညိုတရားစိတ်တွေတွားလာပါပြီတဲ့ဟောငါကလူတက်တမားတို့လက်ချက်နဲ့တေးရတော့မယ်ဆဲဆဲအာဟာရတွေစားလဲဘာကျိုးရှိတော့မှာလဲငါရဲ့တမလွန်တော်ခီးမှာရိတ်ခါတို့ဖြစ်စေရန်ငါလူခဲ့အောင်မယ်ဆိုပြီးတော့သူရတဲ့ရေနဲ့ကတွတ်မုံကိုမဆားပဲနဲ့လူတန်းလိုက်တယ်ပေါ့ မထေမြတ်လည်းခိုးတူတထေတာယောက်ျားတရာတရားကိုသိုးပွားစေရန်အလုံးမှာထိုယောက်ျားရဲ့ရှေ့မှာပဲထိုင်ပြီးတော့ဖုံးပေးတာပေါ့ကတွတ်မုံနဲ့ရေကိုဖုံးပေးတုံးဆောင်ပြီးတော့နေရာကနေကြွတော်လိုက်ပါလေတဲ့အဲ့ဒီနောက်မှာဘဂဝတ္တအာနာဒါတို့ကတထေတာကိုလူတက်ကုန်းမှာခေါင်းဖြတ်ပြီးတော့မာလကီရလိုက်တယ်ပေါ့နော်ရှင်မဟာမောက္ကလန်လူတန်းခဲ့တဲ့ကုသိုလ်ကောင်းမှုကြောင့်နတ်ပြည်၆ထပ်၌နတ်တာဖြစ်ထိုက်တော်ညာလဲပဲတဲ့တုလတ်တာပြည်တန်စာမအမိပြု၍လူတန်းနိုင်ခဲ့ပြီတကားဆိုပြီးတော့ တုလတာကိုဆွဲလန်းမိတဲ့စိတ်ကတေဂာနီးမှလွမ်းမိုးသွားတာကြောင့်မို့တောမြိုင်တောင်ကြားကြီးစွာသောညောင်မြင်၌ရုပ်ကစိုး၌ဖြစ်ရရှာပါလေတဲ့။မြားလေတထေးသားတွေရခင်ရခင်ဘဝများကပြုတ်လုခဲ့တော့ကောင်းမှုများကြောင့်စီးပွားဥစ္စာအခြေခံကောင်းတဲ့ဘဝကိုရရှိခဲ့ပါလေတဲ့။ပညာဉာဏ်အမျိုးအမြင်ကြီးမားပြီးစီးပွားဥစ္စာကိုလုံးလဆိုင်ထုတ်ရှာဖွေခဲ့ပြီဆိုပါကလုံးဝတထေးကြီးတူဖေတဲ့ကိုချမ်းသာတဲ့တထေးကြီးတူဖြစ်နိုင်တယ်။ ဒါမှမဟုတ်တရားဓမ္မလမ်းကြောင်းကိုဥတီမန်းဆလမ်းလျှောက်ခဲ့ပါကလည်းတောတာပန်အနာကံတကတာကံရဟန်းတော်ဆိုတဲ့အဆင့်တွေကိုကြောက်နိုင်နေတဲ့ဒါပေမဲ့ရုပ်မာတဲ့မိတ်ဆွေအပေါင်းအသင်းတွေကြောင့်လည်းတေတောက်တနာကျူးပြီးတော့မကောင်းမှုဒုစရိုက်အမောင်မှာမွေ့လျော်ခဲ့တဲ့အတွက်စီးတဲ့ဥစ္စာဆုပ်ယုပ်ပြီးတော့ကြီးစွာသောပျက်စီးခြင်းကိုရောက်ခဲ့တယ်ဆိုတာကတော့တိတာ တိတာစရာပါပဲတဲ့နေ့ရောတဲ့ရုပ်စိုးနတ်မင်းကြီးကအဲ့တဲ့တထေးတာကနေပြီးမှကွယ်လွန်ပြီးတော့ရုပ်စိုးဖြစ်သွားတဲ့နတ်မင်းကြီးကတဲ့ဥယျာဉ်တော်ထဲမှာရောက်လာလေတုလတာ ပြည်တန်ဆာမကိုမြင်ပြီးတော့အရင်ဘွားကတတ်မှတ်ခဲ့တဲ့တဏှာယာကစိတ်ကြောင်းနဲ့လောကကြီးကိုအမိုက်မောင် ဖုံးစေပြီးတုလတာ ပြည်တန်ဆာမကိုမိမိရဲ့ဘုံဘိမှန်အတွင်းမှာဆောင်ကျင်းပြီးတော့ခုနှစ်ပတ်လုံးအတူတကွတောင်းဖက်ပျော်ရွှင်နေကြပါလေတဲ့မိမိဘဝဇာတ်ကြောင်းကိုလည်းတုလတာကိုပြန်ပြောင်းပြောပြပါလေတဲ့ လူလာတာမိခင်ကြီးကတော့တမီးပြောက်လို့ငွေကြေးပြီးအရတကာကိုလက်လယ်ရှာဖွေရာလူအပေါင်းတို့ကတနာကြလို့အရှင်မဟာမောက်ကလန်ထံချီကပ်ပြီးတော့မင်းမြန်ကြစီပါလေတဲ့ဆိုရင်တော်မူပါနဲ့မိခင်ကြီးခုနှစ်မြောက်တဲ့နေ့ဝေလူဝင်ကျောင်းတော်၌ရှင်တော်မြတ်ဖျားတရားဟောကြားတော်မူစဉ်ပရိတ်တတ်ရဲ့အစွန်တနေရာမှာအဲဒဂါမရဲ့တမီးကိုတွေ့ပါလိမ့်မယ်ပေါ့နော်ခုနှစ်မြောက်နေ့မှာတော့တဲ့အရှင်ဘုံမိမ့်မှန်မှာ အကျမနေရခြင်းမှာကြာလျင်မတင့်လျော်ပါဘူးယနေ့ကလည်းခုနှစ်မြောင်းနေဖြစ်လို့အရှင်ရုပ်ကဆုံးနဲ့မင်းကျမရဲ့မိခင်ကြီးကလည်းပူပင်နေပါတော့မယ်ကျမကိုတနာတော့အဖြစ်အိမ်ကိုပြန်ပြုတ်ပေးပါတော့ရုပ်ကဆုံးနဲ့မင်းကြီးရယ်ဆိုပြီးတော့တူလတ်တာပြည်တန်ဆာမလေးကရုပ်ကဆုံးကြီးကိုတောင်းတောင်းမှန်တာပေါ့တောင်းမှန်တော့ရုပ်ကဆုံးနဲ့မင်းကလည်းတူလတ်တာကိုခေါ်ဆောင်ပြီးတော့ကောင်းပြီငါမင်းကိုလိုက်ဖို့ပေးမယ်ပေါ့နော်တူလတ်တာကိုခေါ်ဆောင်ပြီးတော့ဝေဒုဝင်ကျောင်းတော်မြတ်စွာဘုရားရှင်တရားဒေသနာဟောကြားနေတဲ့အချိန် ပရိတ်တအစွန်မှာတုလတ္တာကိုချထားခဲ့တယ်ပေါ့အဲ့တော့မှလူအပေါင်းတို့ကတုလတ္တာကိုမြင်ကြပြီးဟဲ့တုလတ္တာနင်းဘယ်လေးလျှောက်သွားနေရလဲအမေးကြတာပေါ့နင့်မေခင်ဗျာနင့်ကိုမတွေ့လို့အယူတစ်ပိုင်းလို့ဖြစ်နေပြီနင့်ကိုရှာနေတာပေါ့တယောက်တစ်ပတ်ဝိုင်းဝန်းပြီးတော့ဒါတုလတ္တာကိုအပြစ်တင်ကြတယ်ပေါ့တုလတ္တာကရုပ်စိုးနဲ့မြင်နဲ့ဖြစ်ပျက်ခဲ့တဲ့အကြောင်းစုံလူတွေကြားထဲမှာပြောပြတယ်ပေါ့နော်ဟုတ်ပါမလားနင်းအဲ့တထေတာကမကောင်းမှုတွေပဲလုပ်ခဲ့တာ ကောင်းတာဆိုလို့ဘာများလုတ်ခဲ့လို့လဲနင်ပြောတာမဖြစ်နိုင်ပါဘူးပေါ့ဟာကုလိုကောင်းမှု၁၄တောင်မလုတ်ခဲ့တဲ့လူကနှက်ဖြစ်ရတယ်လားပေါ့မယုံကြဘူးပေါ့လေဒီကတုလတ်တာကရှင်းပြပါလေတဲ့အကျမပေးဝေတဲ့ကတုမုံနဲ့တောက်ရီကိုတူမစားမတောက်ဘဲနဲ့အရှင်မဟာမောက်ကလန်မထေမြတ်ကြီးကိုလူတန်းခဲ့တဲ့အတွက်နှက်အဖြစ်ကိုရရှိတာပါပဲတဲ့အိုးထူးဆန်းပါပြီပေါ့လူတွေကလည်းထူးဆန်းကုန်ပြီပေါ့တသက်လုံးမကောင်းတာတွေလုတ်ခဲ့တဲ့သူကတေကန်နေကြမှာ ်ဒါတေမနှက်ဖြစ်တော့လဲဆိုမယုံဘူးမယုံတော့ခါကျတော့တူလတ်တာကိုမေးတော့တူလတ်တာကရှမောက်ကလန်ကိုလူဒန်းခဲ့တဲ့အကျိုးကျေးဇူးကြောင့်အခုချိန်မှာနှက်ဖြစ်တယ်ပေါ့အဲ့လိုနဲ့မြတ်ဒီကိစ္စကမြတ်စွာဘုရားရှင်စီကိုရောက်သွားပြီရဟန်းတန်ဃာတွေကလည်းမေးကြပြီပေါ့ဘုရားရှင်ကိုရဟန်းတော်ပုဂ္ဂိုလ်တို့ကလေယာမြေကောင်းဖြစ်ပေပြီးလူတကာတို့ကလေထွန်ရောက်ကြနဲ့တူပေတယ်တဲ့လူပွဲပစ္စည်းတို့ဒီကမျိုးစေ့နဲ့တူပြန်ပါတယ်တဲ့ အီတုံးမဆုံတော့အခါတစ်ပင်တစ်တီးတွေလိုမျိုးပေါ့နော်တစ်ပင်ကတစ်တီးတွေလိုမျိုးဘာနာရဲ့အကျိုးကိုခံစားရပါခံစားရတာပေါ့တထေတာကလူတန်းတဲ့အခါမှာလဲတေလွန်ပြူရောတူတို့အားရီမန်း၍လူတန်းမှာကတဲ့ဘဝတစ်ပါးပြောင်းသွားသူတို့ဝမ်းမြောက်ဝမ်းဝမ်းမြောက်ပျော်ရွှင်တာရုခော်ကအစစအရာရာပြည့်စုံရပြီတည်းဆိုစီရာကတော့တေတော်တဲ့သူကွယ်လွန်သွားတဲ့သူတွေကိုလဲဒါသူတို့ကိုရည်သူပြီးတော့ကုလိုကောင်းမှုတွေလုပ်ပေးမယ်ဆိုရင်အများကြီးပေးမယ်ဆိုရင်သူတို့ကဝမ်းမြောက်ဝမ်းသာနဲ့ တာရုခေါ်မယ်ဆိုရင်တို့တို့ဟာဒါနောက်ဘဝမှာကောင်းရမွန်ရာကိုရောက်နိုင်တယ်ပေါ့နော်တရားတော်ရဲ့အစုံမှာတော့ဒုက္ကဇုနတ်တာနဲ့တူလာတာတို့တမီအစထားရတဲ့ရှစ်တောင်းလေးတောင်တော့တရားနာပိဋကအပေါင်းတို့တစ္ဆာလေးပါတရားကိုပိုင်းခြားတဲ့နဲ့တိမြင်ပြီးတကလားတဲ့ဓမ္မပိဓမ္မပိတမေယအကျွတ်တရားရကြတယ်တဲ့